ယူကရိန်းကအပြစ်ခတ်ရေးစည်လာလာတွေကိုစူးစမ်းဖို့ရုရှားနဲ့ဆွေးနွေးပွဲအတွက်အရှိန်အဟုန်မြင့်တင်တဲ့အနေနဲ့ရန်သူနယ်မြေထဲမှာအကြီးစား drone စစ်ဆင်ရေးကိုလှုပ်ဆောင်ခဲ့ရာ ဒေါ်လာဘီလီယံချီတန်ကြီးရှိတဲ့ရုရှားဘုံကျဲလေယာဉ်တွေကိုဖျက်ဆီးပစ်ခဲ့တယ်လို့ဇွန်တရက်ကပြောပါရယ်ကီလိုမီတာမိုင်ထောင်ချီဝေးတဲ့နေရာမှာတည်ရှိတဲ့လေတပ်အခြေစိုက်စခန်း၄ခုမှာရပ်ထားတဲ့အမေရိကန်ဒေါ်လာ9ဘီလီယံရှိတဲ့ရုရှားဘုံကျဲလေယာဉ်တွေပျက်စီးသွားခဲ့တယ်လို့ယူကရိန်းကပြောကြားခဲ့ပြီးမီးတောက်တွေဝိုင်းနေပြီးမဲမောင်နေတဲ့မီးခိုးတွေထွက်နေတဲ့လေယာဉ်ကိုမြင်ရတဲ့စစ်မှန်ကြောင်အတိမပြုတ်နိုင်တဲ့ဗီဒီယိုကိုပါထုတ်ပြန်ပေးခဲ့ပါတယ်။ဒရုန်းတွေကိုသင်းမောပေါ်တင်ထားတဲ့ကုန်သစ်တာတွေရဲ့မျက်နှာချက်တွေထဲမှာဖုံးကွယ်ထားခဲ့တာဖြစ်ပြီးကု န်သစ်တာတွေကိုဖွင့်လိုက်တဲ့အခါအဲ့ဒီ drone တွေကိုစစ်စင်ရေးအတွက်လွှတ်တင်ပေးလိုက်တာဖြစ်တယ်လို့ယူကရိန်းလုံခြုံရေးအဖွဲ့ကပြောပါရယ်။ကာလန်ရှေစီမံထားခဲ့တဲ့စစ်စင်ရေးဟာရုရှားကျူးကျော်မှု၃နှစ်ကျော်ကြာမြင့်လာချိန်မှာဖြစ်ပေါ်လာတဲ့စစ်စင်ရေးဖြစ်ပါရယ်။ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကစွန်နေ့ရက်မှာရုရှားတာဝန်ရှိသူတွေနဲ့အစ္စတန်ဘူမြို့မှာဆွေးနွေးရေးအတွက်ယူကရိန်းကာကွယ်ရေးဝန်ကြီးရက်စတန်အိုမာရော့ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုဆင်လွှတ်လိုက်တယ်လို့စွန်တရက်ကပြောကြားခဲ့ပါတယ်။